အားလုံးပဲမင်္ဂလာပါရှင်တဲရောဟီလင်းပိုင်းခစ်ထရာနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်မပြီးခဲ့တဲ့အပတ်ကပေါ့နော်ယာဒီခွင်အဟောတွေကိုကျွန်မဧပြီလအစနေပြီးတော့မှဒီတကြံအပီးပေါ့နော်ဧပြီလကုန်လောက်ဒီကိုတက်ရောက်မယ်ဒီယာဒီခွင်အဟောလေးတွေကိုစာရေးပြီးတော့တင်ပေးခဲ့ဘူးရပေါ့နော်ဒါပေမဲ့တိတ်ပြီးတော့မတွေ့ချအောင်နဲ့တွေ့နော်မတွေ့ကြဘူးပြီးတော့ကျွန်မဒီဗီဒီယိုအတန်ဖိုင်လုတ်ပေးမှလဲ TikTok တို့ ဒီ YouTube တို့ ਆ ဗောနော်ဒီပြည်သက်တွေလည်းမြင်ရမှာဆိုတော့ကျမအနေနဲ့ပထမတော့စာရေးပြီးတော့လုပ်တယ်ဗောနော်ဒီအဟောလေးကိုအခုအတန်ဖိုင်လေးနဲ့ဗောနော်ဗီဒီယိုလေးပြန် ပြီးတော့မှဖတ်ပြလိုက်ပါတယ်ရာဒီဝင်က12ခုရှိတဲ့အတွက်ကြောင့်မို့လို့လူရင်းတူရှင်းလေးတွေဗောနော်အဓိကအချက်ကလေးတွေလူမှုရေးစီးပွားရေးအလောက်ကင်ငွေကြေးအဲ့ဒါလေးတွေကိုအချက်လိုက်ကလေးတွေပဲเนาะအချက်ကလေးတွေနဲ့ပဲပြောပြီးသွားမယ်ဗောနော်လူအရင်လူ တခါရဲဟိုစီကပတ်ကုံးမပြောနေတော့ဘောနော်ဘာဖြစ်လို့လဲဆိုတော့ရာဒီခွင်ကအလုံးပေါင်း12ခုတောင်ရှိတာဖြစ်နေတယ်ဗောနော်အဲ့တော့ကဲကျမတို့အဟောလေးကိုတွားလိုက်ကြမယ်ဗောနော်အဲကျမအများသောဖြင့်လေဒီရာဒီခွင်အဟောတွေကိုကျမလုတ်ပေးလေးမရှိဘူးနောက်လို့ဆိုရာဒီကွင်းဒီအဟောတွေကများသောအားဖြင့်ရေပူရတွေပြောတာများတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမတို့တဲရော့ဖတ်တဲ့အခါမျိုးမှာကြတော့ ပါတဲ့အဆိုင်လောက်ကိုပဲထည့်ပြောသွားတာမျိုးရှိရပါတော့ပြီးတော့ဒီ၁၂ခုစာလုံးတစ်ခုချင်းစီတစ်ခုချင်းစီလှုပ်လို့ရှင်လဲအဟောရိအရင်ကြာသွားတဲ့ခါကျတော့လူတိုင်းအတွက်အဆင် မပြေမှာဆိုးလို့ပေါ့နော်အဲ့တော့ဗီဒီယိုဖိုင်တွေအရင်ရှင်လဲ Facebook ကနေပြီးတော့ကျမတို့ ban တာတွေကလည်းရှိတော့လေအဲဒါကြောင့်မလို့ကျမအာရာဒီကွန်တစ်ခုချင်းစီအတွက်တိတ်မလုပ်ပေးဖြစ်ဘူးပေါ့နော်ဒါလေးကတော့ဒါပထမဦးဆုံးအာဗီဒီယိုလို့လည်းပြောလို့ရတယ်ဒါတော့မှပဲဒါအချိန်လုပြီးတော့လုပ်ပေးရမယ့်အနေထားလေးရှိရပါတော့ ကဲကျမတို့ဟောလီကိုတွားလိုက်ကြမယ်เนาะအဲ့တော့ပထမဦးဆုံးယာတီခွင်ဖြစ်တဲ့မိတ်တယာတီခွင်ဖြစ်ပါတယ်မိတ်တကတော့အင်္ဂလိပ်လို Aries လို့ခေါ်တယ် match 27ကနေပြီးတော့မှာ april 16ရက်နေ့အထိပေါ့နော်။ဖွားမြင်တဲ့သူတွေအတွက်ကိုဟောပြောပြီးမှာဖြစ်ပါတယ်။ပထမဦးဆုံးအလုတ်ကင်နဲ့ပတ်သက်ပြီးတော့မှာနော်။အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ aries မိတ်တဘွားတွေဟာဒီ april အတွင်းပေါ့နော်။ april ပြီးပြီးတော့ jan နဲ့ဒီ april အတွင်းမှာဆိုလို့ရှိရင် စွန်ဦးတီထွင်မှုတွေအတွက်ကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ်เนาะဒီအချိန်မှာတော်တော်လေးပေါ့เนาะအပြိုင်အဆိုင်နေရှိမယ်ဆိုရင်အပြိုင်အဆိုင်တွေကိုအနိုင်ရနိုင်ခြင်းရှိရပေါ့เนาะ နောက်တစ်ခါကျတော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ယင်းနှိမ့်ညံမှုအစ်စ်တွေပြုလုပ်ဖို့အချိန်ကောင်းဖြစ်ပါတယ်။ဒါပေမဲ့အရင် risk ယူရမယ်ပေါ့နော်။အန္တရာယ်များတဲ့လုပ်ငန်းတွေဆိုရင်တော့ရှောင်ပြီးပါတဲ့နော်။အခြေအရာတော့ရင်းစားဟောင်းများနဲ့ပြန်လဲချိတ်ဆက်ဆက်သွယ်မှုတွေရရှိနိုင်ပါတယ်တဲ့။ကဲအဲ့တော့အဟောင်းပြန်လဲပြီးတော့ပေါ့နော်။ချိတ်ဆက်လာမယ် energy တွေရှိနေပါတယ်ပေါ့နော်။ကဲဒါလေးကတော့အလုတ်ကင်ငွေကြီးစီးဝိုင်းနဲ့အခြေအရာအကြောင်းပြောပြလိုက်တာပဲဖြစ်ပါတယ်။မိတ္တဝါရီအတွက်ပါ။ကဲဆက်လက်ပြီးတော့မှ ပြိတရာဒီဘွားပေါ့နော် Taurus ဒီပေါ့နော် April 20ရနေပြီးတော့မှမေလ20ရက်နေ့အထိမွေးဖွားတယ်ပြိတရာဒီဘွားတွေ Taurus တွေဖြစ်ပါတယ် Taurus ဒီမှာကတော့ဒီလထဲမှာစံမာကြီးနဲ့ပတ်သက်ပြီးတော့စိတ်ဖြည့်ဆည်းမှုကြောင့်ပေါ့နော်ဖြစ်တယ်ခန္ဓာကိုယ်မှာအားနည်းမှု အားနည်းတဲ့ပေါ့နော်ယောဂဝေဒနာမျိုးတွေဖြစ်တတ်တယ်เนาะအဓိကစိတ်ကြောင့်ပေါ့နော်စိတ်ကြောင့်ဖြစ်တဲ့ယောဂမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့เนาะဒီစိတ်ဖိစီးမှုကိုပပျောက်ဖို့အတွက်ဆိုလို့ရှိရင်ယောဂကျင့်တာမျိုး meditation လောက်တာမျိုးလေးတွေပြုလုပ်ပေးဖို့သင်ပါတယ်ပေါ့နော် လူမှုဆက်ဆံရေးပိုင်းမှာဆိုလို့ရှိရင်เนาะမိသားစုတွေနဲ့เนาะအငင်းပွားရတာမျိုးเนาะကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အတိုင်းဝန်ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆက်ငါပေါ့เนาะစသဖြင့်ဒီလိုပေါ့เนาะကိုယ်နဲ့ရင်းနှီးတဲ့သူတွေနဲ့အငင်းပွားရတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါလေးတွေကိုရှောင်ပါပေါ့เนาะရှောင်ပါဘာဖြစ်လို့လဲဆိုတော့အချင်းချင်းဒီစကားများရတာမျိုးအငင်းပွားရတာမျိုးက တက်နိုင်ရင်တီးခံမှာကိုယ်ကိုလာပြောရဲဆိုလဲပေါ့နော်အရန်ပြန်ပြီးတော့မှခွန်းတုံပြန်တာမျိုးရေမလုပ်ပဲနဲ့တီးခံပေးပါလောက်ကင်ငွေကြီးကြီးပိုင်းမှာဆိုလို့ရှိရင်တော့เนาะအပိုငွေဝင်ငွေရရှိမယ်ပေါ့နော်လုပ်ငန်းကလေးတွေလောက်တာမျိုးเนาะအဲ့လိုလုပ်လုပ်ဖို့အတွက်အခွင့်အလမ်းလေးတွေရလာတာမျိုးကြီးတွေ့ရှိရပါတယ်ကဲအဲ့တော့ဒါလေးကပြိတ္တဘွားရဲ့ energy လေးပဲဖြစ်ပါတယ်เนาะ April လအတွက်ဆက်လက်ပြီးတော့မှမေထုံရာသီဘွားရဲ့ပေါ့နော် ဂျင်မနီတွေအဲ့တော့မေလ27ရက်နေပြီးတော့မှဇွန်20မှာဖွားမြင်တဲ့မေထုံရာသီဘွားဂျင်မနီတွေအတွက်ကတော့เนาะသူတို့ကကြတော့ဒီလအထဲမှာဘာဖြစ်လဲဆိုတော့ဒီလူမှုဆက်ဆံရေးပိုင်းမှာเนาะဆက်သွယ်ရေးပိုင်းဆိုရှယ်မီဒီယာပိုင်းနေမှာ networking ပိုင်းနေမှာဆိုလို့ရှိရင်เนาะဟိုပို့ပြီးတော့ဗောနော်အဆင်ပြေနေတာမျိုးဗောနော်ကောင်းကျိုးပြုနေတာမျိုးတွေ သူတို့အတွက်ကိုတွေ့ရတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့အလုပ်တွေကိုနော် social media နေပြီးကြီးညာတာနော်ပြီးတော့ network တွေတိစောက်တာမျိုးတွေပေါ့နော်ဒါမျိုးလေးတွေလှုပ်ဖို့ကောင်းတဲ့အချိန်ပဲဖြစ်ပါတယ်။အာခရီးသွားလာမှုနေနဲ့ဆိုလို့ရှိရင်နော်ပညာရေးနဲ့ပတ်သက်တဲ့ခရီးစဉ်တွေသွားရတဲ့နော်အဲဒါမှမဟုတ်လို့ရှိရင်အလုပ်ကံကအလုံးအလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော် training တက်ရတာတို့နော်စသဖြင့်ပေါ့နော်ဒီလိုမျိုးပညာရေးနဲ့ပတ်သက်တာလုပ်ငန်းပိုင်းနဲ့ပတ်သက်တာနောက်ခါကျတော့သင်ယူမှုတွေနဲ့ပတ်သက်တဲ့ခရီးစဉ်တွေကောင်းမွန်တယ်ပေါ့နော်ဒီအချိန်မှာသွားလို့ ဆင်ပြေနိုင်တယ်ပေါ့နော်အဲဒီမှာတော့ဒီလတွေမှာဆိုလို့ရှိရင်နည်းနည်းလေးသတိထားရမှာလေးကမေထုံရာသီဘွားတွေအတွက်ကရှိတယ်အလွယ်တကူယုံကြည်မိလို့ရှိရင်လှည့်ပြားခံရတတ်တယ်တဲ့အဲ့တော့မိမိကိုပေါ့နော်အာလှည့်ပြားရတဲ့သူတွေရောက်ရှိလာတတ်တယ်ဒါကြောင့်မို့လို့အလွယ်တကူမယုံကြည်ပါမယုံကြည်မိပါစေနဲ့ပေါ့နော် networking မှာတဆင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီက network ကနေဒီ internet တို့ဘာလို့ကနေပြီးကိုယ်လာလိမ့်နေတဲ့သူတွေပါကြီးလဲကျုံရတာမျိုးပေါ့နော်ဒါလေးတွေနည်းနည်းသတိထားဖို့လိုအပ်ပါတယ် ကယ်နောက်ထပ်ကရကတ်ကန်ဆာယာသည်ဘွားတွေပေါ့နော်ကရကတ်ယာသည်ဘွားကန်ဆာယာသည်ဘွားတွေဖြစ်ပါတယ်ဇွန်လ21ကနေပြီးတော့မှဇူလိုင်22အထိပေါ့နော်မွေးဖွားတဲ့ကန်ဆာယာသည်ဘွားတွေကဲကန်ဆာယာသည်ဘွားတွေကဒီဧပြီလအထဲမှာဆိုလို့ရှိရင်မိသားစုနော်ဒီမိသားစုနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင် ဒီအမွေကိစ္စတွေအင်ချန်မြေကိစ္စတွေမှာနော်အကယ်လို့ဗောနော်စကားပြောရတာတွေပါရှိရမယ်ဆိုရင်တော့ဒီကိစ္စလေးတွေအောင်မြင်လာနိုင်တယ်နော်အင်ချန်မြေနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းနော်ဟိုကိုအဆင်ပြေနိုင်တယ်ဗောနော်တချို့ရေဆိုအင်ချန်မြေရောင်းကျင်တာတွေနော်မြေရောင်းကျင်တာတွေအင်ချန်မြေရောင်းကျင်တာတွေဆိုလို့ရှိရင်အဆင်ပြေနိုင်ပါတယ်နော်စိတ်ခံစားမှုမှုတွေဟာဒီအချိန်မှာဘလို့ဖြစ်နေလဲဆိုတော့ဗောနော်ဒီစိတ်ပိုင်းဆိုင်ရာမှာမိမိကိုယ်ကိုမိမိဗောနော်အတိတ်က ပြုတ်လုခဲ့တဲ့အရာတွေကြောင့်เนาะအပြစ်ရှိတယ်လို့ခံစားနေရတာမျိုးတွေเนาะဒါမျိုးလေးတွေပြန်ပေါ်လာနိုင်တယ်အရင်က trauma တွေပေါ့เนาะအတိတ်က trauma တွေပြန်ပေါ်လာပြီးတော့မှစိတ်ခံစားချက်မကောင်းတာတွေပေါ့เนาะဖြစ်နေကြတယ်ဒါမှမဟုတ်လည်းလက်ခုယခုလက်ရှိအခြေအနေမှာပေါ့เนาะဖြစ်ပေါ်နေတဲ့အနေအထားတွေရဆိုရင်စိတ်ခံစားချက်မကောင်းနေတာမျိုးဒါမှမဟုတ်အပြစ်ရှိတယ်လို့ခံစားနေရတာမျိုးပေါ့เนาะတရားကိုမကူညီလိုက်ရလို့သူမှမကယ်ဆယ်လိုက်ရလို့တခုခုကိုမလုပ်ပေးလိုက်ရလို့ပေါ့เนาะစသဖြင့်ဒီလိုမျိုးလေးတွေเนาะကိုယ့်ကိုယ်ကိုအပြစ်ရှိတယ်လို့ခံစားနေရတဲ့စိတ်ခံစားချက် က်လေးတွေပုံနေတတ်ပါတယ်တဲ့နော်ကဲဒါကြောင့်မို့လို့စိတ်အဲ့လိုမျိုးပေါ့နော်မိမိကိုယ်ကိုမိမိအပြစ်တင်နေတဲ့ခံစားချက်လေးတွေပပြအောင်ဆိုလို့ရှိရင်တော့နော်အာဘာသာရေးများများလုပ်မယ်မက်ဒီတေးရှင်းများများလုပ်မယ်ပြီးတော့မိမိကိုယ်ကိုမိမိအပြစ်နော်ဒါတစ်ခါလေကြာလို့ရှိရင်မိမိတို့ကဘလို့ပဲပေါ့နော်လှုပ်ပေးခြင်းပဲမယ်လေတစ်ခါလေကြာရင်အချိန်အခါအနေထားအတိုင်းအတာကြီးကမတိုက်ဆိုင်သွားတဲ့အခါမှာဘလို့မှ ူညီပေးလိုက်လို့မရတာလှုပ်ပေးလိုက်လို့မရတာစသဖြင့်ပေါ့နော်ဒါမျိုးလေးတွေအများကြီးရှိပါတယ်ဒါလေးတွေကိုပြန်လည်စဉ်းစားပြီးတော့မှမိမိကိုယ်ကိုမိမိအပြစ်တင်နေတာလေးတွေကို short ဖို့လိုအပ်ပါတယ်ပေါ့နော်အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့ဒီ team work ပေါ့နော်ဒီလူအများနဲ့စုပေါင်းလုပ်ရတဲ့အလုပ်တွေနော် share အလုပ်တွေစက်တူ share အလုပ်တွေဒါလေးတွေမှာအားတာချက်ရှိနေပါတယ်ကောင်းနေပါတယ်တဲ့နော်ကဲဆက်လက်ပြီးတော့မှတိန်ပေါ့နော်တိန်ယာဒီဘွားတွေလီယိုပေါ့လီယိုယာဒီဘွားပေါ့နော်မြန်မာလို့ဆိုရင်တော့တိန်ယာဒီဘွား ဇူလိုင်23ကနေပြီးတော့မှဩဂတ်22အထိမွေးဖွားတယ်။တင်ရာဒီဘွားများအတွက်ပါတဲ့နော်။တင်ရာဒီဘွားတွေကတော့နော်ဒီလထဲမှာကောင်းဆောင်မှုနေရာများမှာเนาะအတိမတ်ပြုခံနိုင်ရတာရှိပါတယ်။များသောဖြင့်တိန်တွေကအရှိကနေ leader เนาะ manager စသဖြင့်ပေါ့เนาะသူတို့ကကောင်းဆောင်တဲ့ role ကနေတွားနေတဲ့လူတွေဖြစ်တတ်တယ်။ဒါကြောင့်မလို့ဒီလထဲမှာဆိုလို့ရှိရင်ဒီလိုမျိုးပေါ့เนาะ ဒီလို role တွေမှာခေါင်းဆောင်မှုနေရာတွေမှာအတိမတ်ပြုခြင်းခင်ရတာရှိမယ်တချို့ဆို promotion တိုးမယ်เนาะအာယာရုတွေတိုးမယ်ပေါ့เนาะပြောချင်တာအဲ့လိုမျိုးပေါ့ယာရုတိုးမယ်လာစာတိုးမယ်စသဖြင့်ဒီလိုမျိုးတိုးတက်တယ်ပေါ့เนาะအလုတ်ကိုင်းပိုင်းမှာတိုးတက်တာလေးတွေရှိမယ်အခြေအနေဆိုလို့ရှင်เนาะเนาะရီးစားအစ်စ်เนาะအချစ်စ်ရတတ်ပါတယ်เนาะဒီလိုမျိုးပေါ့เนาะအဲ့လိုတချို့တွေကကြတော့ အဲစပြီးတော့မှရည်စားထားရင်ကောင်းမလားတော့ဘာလို့ပေါ့နော်စမယ်ဆိုလို့ရှိရင်တော့အခွင့်ကောင်းတွေရနိုင်ပါတယ်ကဲလို့ singles လေးပေါ့နော်ယောက်ျားလေးမိန်းကလေးကိုချစ်ခွင့်တောင်းတာတော့ဘာလို့ပေါ့နော်အဲ့လိုမျိုးရှိရဆိုရင်တော့အခွင့်လန်းကောင်းတွေရတတ်ပါတယ်တဲ့နော်ငွေကြေးအပြင်ဆိုရင်တော့အလှူဒန်းတွေလိုအပ်တဲ့အထက်ပုံမှုတုံးဆွဲခြင်းမျိုးတွေကိုရှောင်ပါတယ်နော်အကယ်လို့အလှူဒန်းတွေကတော့လုံးတယ်ပေါ့နော်ဒါပေမဲ့မိမိရဲ့ဟိုပါပေါ့မိမိအိုမိမိဆန်နဲ့ တန်ခါလှူဖို့အတွက်ပေါ့နော် ပြောထားပါတယ်ဘာဖြစ်လို့ဆိုတော့အရန်လက်ဖွာဒီမှာလက်ဖွာတာမျိုးဒါမှအရန်သုံးဆွဲတာမျိုးအရန်လှူလိုက်တာမျိုးခါကြရင်မိမိရဲ့ budget ပါပေါ့နော်အဲနည်းနည်းထိခိုက်တာမျိုးလေးတွေဖြစ်သွားတတ်တယ်တဲ့ဒါကြောင့်မို့လို့အလူတန်းမှာလူဒီထက်ပို့ပြီးတော့သုံးဆွဲနေတာလေးတွေကိုရှောင်ပေးပါတဲ့နော်ကဲနောက်ထပ်ကတော့ကန်ညာဒီဝါးများဖြစ်ပါတယ်ကန်အင်္ဂလိပ်လို့ဆိုရင် vago ပေါ့နော် vago ယာဒီဝါးတွေပါ ်ဩဂတ်23ကနေပြီးတော့မှစက်တင်ဘာ22ရက်နေ့အထိပေါ့နော်ဒီဧပြီလမှာကြုံတွေ့ရမယ်ဘာကိုကန့်ရသည်ဘွားရီအတွက်ဆိုလို့ရှိရင်တော့ချမ်းမာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဂရုစိုက်ပေးပါတယ်နော်အစအိမ်ဥလန်းကြောင်နဲ့ပတ်သက်တဲ့ပြဿနာလေးတွေပြန်ဖြစ်နိုင်ပါတယ်တဲ့เนาะဖြစ်နိုင်တယ်ပေါ့เนาะတချို့ဖြစ်မှုရဲ့လူတွေဆိုရင်ဒါမျိုးလေးတွေပြန်ပေါ်လာတာမျိုးပေါ့เนาะအဲတချို့ကတော့မဖြစ်ဘူးသေးဘူးဆိုလို့ရှိရင်တော့လေအစာရင်နဲ့ဥလန်းကြောင်နဲ့ပတ်သက်ပြီးတော့အစာမားတာတွေเนาะအာဒါလေးတွေကယူဆိုင်ပေးပေါ့เนาะမိမိမှာအာ အစာခံတာမျိုးတွေပါကြီးမလုံနဲ့ပေါ့နော်နောက်ဘက်ကျတော့အလုတ်ကင်ငွေကြီးနဲ့ပတ်သက်ပြီးဆိုရင် အလုတ်ပိုင်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်နော်မိမိလုံနေတဲ့ဒီအလုတ်မှာ project တွေမှာဆိုလို့ရှိရင်ကိုကအသွေးခေါ်အစ်တတွေသူများနဲ့မတူရဲပေါ့နော်ဒီ creative လုတ်တာနော်အသွေးခေါ်အစ်တတွေနဲ့သူများနဲ့မတူရဲ shutdown ကနေပြီးတော့မှလုံမယ်ဆိုလို့ရှိရင်အဲ့အလုတ်တွေကထူးကျော်နိုင်တယ်အောင်မြင်နိုင်ပါတယ်တဲ့နော်ပြီးတော့လူမှုဆက်ဆံရေးပိုင်းဒီမှာဆိုလို့ရှိရင်တဲ့နော်ဒီကိုယ့်ရဲ့လုတ်ဖော်ကင်ဘက်တွေနဲ့ပွင့်လင်းစွာဆွေးနွေးဖို့လိုအပ်ပါတယ်တဲ့နော် တခါလေကြလို့ရှိရင်အာလူတွေနဲ့ပုံမှန်လင်းလင်းမဆွေးနွေးဖြစ်ဘူးဆိုရင်သူ့သဘောဘယ်လိုမှမသိကိုယ်သဘောဘယ်လိုမှမသိနေဆိုရင်လို့ရှိရင်ဒါလုံရင်မရောက်တဲ့ပုံစံမျိုးတွေပေါ့နော်ဖြစ်သွားတတ်တယ်အဲ့ဒါကြောင့်မလို့အာတခါလေကြလို့ရှိရင်အလုံးမှာဆိုလို့ရှိရင်လည်းပေါ့နော်တေချာချာပုံမှန်လင်းလင်းပြောဆိုဆက်ဆံဆွေးနွေးဖို့လိုအပ်တယ်လို့မိမိရဲ့လူမှုပတ်ဝန်းကျင်မှာလည်းမိမိကပွင့်လင်းရိုးသားစွာဆက်ဆံပေးဖို့လိုအပ်တယ်တဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဗာဂိုရီကများသောအားဖြင့်သူက အပ်ဆိုင်နေဖြစ်တဲ့အတွက်နည်းနည်းလေးတောင်းတောင်းတိတ်စကားမပြောကြဘူးအာညိန်နေမြုံစီမြုံစီနေတတ်တာမျိုးပေါ့နော်စိတ်ထဲမှာပဲနေထားလိုက်တယ်ဒါမျိုးလေးရှိတတ်တယ်ဒါကြောင့်မလို့မိမိဖြစ်ချင်တဲ့အရာမိမိလှုပ်ချင်တဲ့အရာလေးတွေကိုပွန့်ပွန့်လင်းလင်းနဲ့တစ်ဖက်လူသိအောင်ပြောပြဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်လူကသူဘာဖြစ်ချင်လို့ဖြစ်ချင်နေမှမသိရင်ဘာဆက်လို့လို့လို့အောင်မယ်မသိတာမျိုးလေးကြီးဖြစ်သွားတတ်တယ်နော်ကဲဒါလေးကတော့ကဲဘာကိုရာဒီဘွားတွေကနည်းနည်းလေးတတိထားမယ်လူမှုဆက်ဆံရေးပိုင်းလေးပဲဖြစ်ပါတယ်ကဲဆက်လက်ပြီးတော့မှ2 Libra ရာသီဘွားတွေအတွက်ဖြစ်ပါတယ်။ September 23ရက်နေ့ကနေပြီးတော့ October 22ရက်နေ့အထိမွေးဖွားတဲ့ Libra 2ရာသီဘွားတွေအတွက်ကိုဒီ April လအတွင်းမှာเนาะအခြေရေးပေါ့เนาะအခြေရေးနဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုရင်လက်တွဲပေါ်နေတယ်เนาะတဟဇာတာဖြစ်မှုဖြစ်ဖို့အတွက်ကိုပေါ့เนาะစူးစမ်းအားထုတ်ရတာလေးရှိမယ်တဲ့เนาะဘာဖြစ်လဲဆိုတော့တယောက်နဲ့တယောက်တကြက်ကြက်ရင်ဖြစ်နေတာမျိုးလေးတွေအပေးอยู่မတည့်တာလေးတွေเนาะအာကိုက ကိုချစ်ပြကြတာတမျိုးပေါ့နော်သူလိုချင်တာတမျိုးပဲဒါပေမဲ့ကိုလိုချင်တာတမျိုးသူချစ်ပြနေတာတမျိုးစသဖြင့်တောင်းတဲ့တယောက်ပေါ့နော်ဘာမှမဟုတ်တာလေးနဲ့တဟဇာတာမတည့်နေတာမျိုးလေးတွေကြုံရတတ်တယ်ဒါကြောင့်မို့လို့တဟဇာတာတည့်အောင်ပုံမအားထုတ်ဖို့လိုအပ်နေပါတယ်တဲ့နော်ငွေကြေးပိုင်းနဲ့ပတ်သက်လို့ရှိရင်တော့ဒီအချိန်မှာနည်းနည်းလေးသတိထားရပါမယ်နော်ဟိုလောလောဆယ်မှာ luxury item တွေပေါ့နော်လောလောဆယ်မှာမလိုအပ်သေးတဲ့အရာတွေပေါ့နော်ဒီလိုမျိုးပေါ့တံမိုးကြီး luxury item တွေကိုဝယ်ယူခြင်းကိုရှောင်ကျဉ်ရမယ်ဒီချိန်မှာလဲကိုယ်စိတ်ထဲမှာလဲအဲ့လို luxury item တွေကိုဝယ်ခြင်းနဲ့စိတ်တွေပေါ်နေတာမျိုးပေါ့နော်ဒါမျိုးလေးတွေရှိတတ်တယ်ဒီချိန်မှာတော့မဝယ်ပါနဲ့အောင်ပေါ့နော်မိမိရဲ့ဝင်ဟိုဝင်ငွေထက်ငွေနဲ့ပြီးသွားတော့မိမိရဲ့ငွေကြေးကိုအမှန်တကယ်တန်ဖိုးရှိတဲ့နေရာတွေမှာအသုံးချနိုင်အောင်လို့ပေါ့နော်ငွေကြေးသုံးစွဲမှုကိုတေချာလေး balance နဲ့အောင်လုပ်ဖို့လိုအပ်နေတဲ့အချိန်မျိုးဖြစ်ပါတယ်တဲ့နော်အလောက်ကိုင်းနဲ့ပတ်သက်လို့ရှိရင်တော့နော် အနုပညာလုပ်ငန်းတွေလုပ်နေတဲ့သူတွေမှာဆိုရင်ပို့ပြီးတော့မှအောင်မြင်မှုတွေရလာနိုင်တာမျိုးတွေ့ရတယ်เนาะနောက်ကကျတော့မိမိတို့ရဲ့စိတ်ကူးစိတ်တန်းတွေမိမိတို့ရဲ့ပေါ့เนาะဒီအနုပညာဉာဏ်နဲ့ပတ်သက်တာတွေကိုကွန်ယူတဲ့အခါမှာအာမိမိရဲ့စိတ်ကအစပေါ့เนาะပို့ပြီးတော့မှနေသာထိုင်သာရှိပြီးတော့ပုံမကောင်းမွန်တဲ့အနေအထားမျိုးလေးဖြစ်လာမယ်အတချို့ရေဆိုလို့ရှိရင်အနုပညာလုပ်ငန်းတော့လုပ်မနေဘူးပေါ့เนาะအလုပ်လုပ်နေတယ်ဒါပေမဲ့အလုပ်မှာစိတ်ညစ်ညူရတာเนาะနောက်ကကျတော့အပြင်ဘက် effect တွေပေါ့เนาะတခြားကိစ္စတွေကြောင့်စိတ်ညစ်ညူရတယ်ဆိုရင်မိမိကတချင်းနေပါလေစူလိုက်တာတော့เนาะကိုယ့်ကိုယ် relax ဖြစ်အောင်နေလိုက်တာမျိုးပေါ့เนาะဒီလိုမျိုး အမှုပညာကိုဝါသနာပါတဲ့အမှုပညာအလုပ်တွေကိုလုပ်လိုက်တာမျိုးပကြီးဆွဲလိုက်တာမျိုးပေါ့နော်ဒါမျိုးလေးတွေလုပ်တဲ့အခါမှာကိုယ်စိတ်ကတဖန်ပြန်ပြီးတော့မှလန်းဆန်းသွားတာမျိုးပေါ့နော်ဒါမျိုးလေးတွေကိုယ်အတွက်ပေါ့နော်အကျိုးပေးနေတာမျိုးဒီအလုပ်အမှုပညာလုပ်ငန်းကို prep ဖတ်ပြီးတော့ကိုကအလုပ်လေးတွေပြန်လုပ်လိုက်ခြင်းအပြင်ကိုလက်ရှိဖြစ်နေတဲ့စိတ်ခံစားချက်လေးတွေကအဆင်ပြေသွားတာမျိုးလေးတွေဖြစ်တတ်ပါတယ်တဲ့နော်။ကဲဒါဆိုလို့ရှိရင်ဆက်ပြီးတော့မှဂျိတ်စာစကော်ပီယိုရာဒီဖွားတွေအတွက်ကိုဆက်သွားပါမယ်နော်။ အဲ့တော့ဒိဋ္ဌာစကော်ပီယိုရာသီဘွားတွေကအောက်တိုဘာ23ကနေပြီးတော့နိုဝင်ဘာ27ထိမွေးဖွားတဲ့သူတွေဖြစ်ပါတယ်။ဧပြီလထဲမှာเนาะဒိဋ္ဌာရာသီဘွားစကော်ပီယိုရာသီဘွားတွေကဘာဖြစ်နေမလဲဆိုတော့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့မှာပါเนาะကိုယ့်အကူတယောက်တည်းညူသိမ့်နေတယ်လျှို့ဝှက်ချက်တွေများနေတာမျိုးတွေဖြစ်တတ်တယ်เนาะအဲဒါကြောင့်မလို့ပို့ပြီးတော့စိတ်ဖိစီးမှုများနေတာမျိုးတွေဖြစ်နိုင်တယ်ပေါ့เนาะဒါကြောင့်မလို့အာ အရာရာမှာအမြဲတမ်းလျှို့ဝှက်နေတာစိတ်ဖိစီးမှုများနေတာတယောက်တည်းစိတ်မိတ်ခံစားနေရတာမျိုးကြီးအရင်မလုပ်ပါနဲ့လို့ပြောချင်တယ်နော်ဖြစ်နိုင်လို့ရှိရင်ပြောစရာရှိရပြောပါနော်မိမိဖြစ်လို့တဲ့အရာမိမိဖြစ်ချင်တဲ့အရာတွေကိုနော်တစ်ဖက်သားကိုပြောပြတာမျိုးကြီးလုပ်ပေးပါအကယ်လို့ဘယ်သူ့ဘာပြောပြဖို့ပေါ့နော်အဆင်မပြေနေဘူးဆိုရင်တော့မှပဲအနည်းဆုံးစာနဲ့ရေးချတာမျိုးပေါ့နော်ဂျာနယ်ဂျာနယ်ရေးတာမျိုးတွေနော်ဒါမျိုးလေးတွေလုပ်ပါမိမိရဲ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်ဖို့လိုပါတယ်တဲ့နော်တယောက်တည်းစိတ်ဖိစီးမှုများနေတာမျိုးကြီးရှိနေတဲ့တယ်နော် အဲ့တော့ဒီစိတ်ဖြည့်ဆည်းမှုများတာတွေကိုပြေပြောက်ဖို့ဆိုရင်တော့အဓိကကဘယ်သူမှမပြောချင်ဘူးဆိုလို့ရှိရင်လည်း meditation လုပ်တာပေါ့နော်စိတ်အလုတ်လုတ်ပေးတာမျိုးလေးတွေဘယ်သူဘယ်သူနဲ့မှစကားမပြောဘဲနဲ့ငြိမ်ငြိမ်လေးတနေရာမှာထိုင်ပြီးတော့မှတဘာဝနဲ့နှီးစက်တဲ့နေရာမျိုးလေးမှာထိုင်ပြီးတော့မှအာတရားကျင့်တာမျိုးသို့မဟုတ် meditation လုပ်တာမျိုးပေါ့နော်ဒါမျိုးလေးတွေလုပ်ဖေးဖို့သင်ပါတယ် လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဗောနော်အဲတချို့တွေဆိုလို့ရှိရင်သူတည်တနာဆိုင်ရာလုပ်ငန်းတွေလုပ်နေရသူတွေဆိုရင်အောင်မြင်မှုရမယ်တချို့ဆို thesis တွေရေးနေတာเนาะတချို့တွေဆိုလို့ရှိရင်အာတခုခုကိုဗောနော်စာရန်ပြည့်စုံနေတဲ့သူတွေเนาะသူတည်တနာဆိုင်ရာလုပ်ငန်းတွေလုပ်နေရသူတွေမှာဆိုရင်ပို့ပြီးတော့မှအောင်မြင်မှုရနိုင်ပါတယ်တဲ့เนาะအဲ့တော့ ဒီတခြားပေါ့နော်သူတည်တနာမဟုတ်တယ်တခြားတော့အလုပ်တွေမှာဆိုလို့ရှိရင်တော့မိမိတို့ရဲ့ဟို market research တွေလုပ်တာเนาะ marketing ဘိုင်းတွေမှာလုပ်တဲ့သူဆို market research တွေလုပ်နေတဲ့သူတွေเนาะမိမိတို့ရဲ့လုပ်ငန်းမှာเนาะအာဒီထက်ပိုပြီးတော့မှဘလို့ကောင်းအောင်ဖော်ဆောင်အောင်လဲဆိုရဲပေါ့เนาะဒီလိုရှာဖွေမှုသူတည်တနာတွေလုပ်နေရမျိုးပေါ့เนาะဘာလို့ဆိုတော့တချို့တွေဆိုလို့ရှိရင်အာ market price တွေ competitive တွေဘလောက်လောက်ရှိနေလဲကိုကိုရဲ့ဈေးကွက်အခြေအနေဘလောက်လောက်ရှိနေလဲစသဖြင့်ပေါ့เนาะဒီအချိန်မှာဟိုဘလို့ခေါ်မလဲ data တွေကို collect လုပ်ပြီးတော့မှကိုလုပ်ငန်းအတွက် ဲကိုကိုကပြန်မြို့မှာတေချာပြင်ဆင်နေတာမျိုးတွေပေါ့နော်ဒါမျိုးလေးတွေလုတ်ပြီးလုတ်ပြီးတူတင်းနေပေါ့နော်အချိန်ဖြစ်ပါတယ်တဲ့နော်တမ်းမကြီးကတော့ဘာဖြစ်နေလဲဆိုတော့အရန်အလုတ်များနေပြီးတော့မှနော်အဲ့အေးဝဝအိတ်ပေးဖို့ လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှင်လည်းအတွေးတွေများနေတာပေါ့နော်။ဒီမှာစိတ်ဖိစီးမှုများနေတာအတွေးတွေများနေတာအလုပ်တွေအရန်ဟွာဖြစ်ပြီးနောက်ကကျတော့တချို့ကိစ္စတွေမှာကိုတယောက်တည်းလှုပ်ဝက်ပြီးတော့ခံစားနေရလို့ပေါ့နော်။အဲ့တော့ဘာဖြစ်လဲဆိုတော့ညာဘက်ဒီမှာအိတ်မပြောတယောက်တည်းအတွေးနေချေပြီးတော့ဒါမျိုးလေးဖြစ်နေနေတဲ့အဲ့လိုမျိုးဆိုလို့ရှင်တော့အေးရေးဝောက်အောင်အိတ်ပေးဖို့လိုအပ်ပါတယ်တဲ့နော်။အေးရေးမွားလို့ရှင်မိမိရဲ့ကျန်းမာရေးပုံမှုဆိုးဝါးလာနိုင်တယ်နော်။ဒါလေးတော့သတိထားပေးပါကဲဆက်လက်ပြီးတော့မှဒနုယာတီဘွားတွေပေါ့နော် Sagittarius ဒနုရာသီဘွားတွေအတွက်ကိုဆက်လက်သွားပါမယ်။နိုဝင်ဘာ22ကနေဒီဇင်ဘာ21မွေးဖွားရဲပေါ့နော်။ဒနုရာသီဘွား Sagittarius တွေအတွက်ကတော့ဒီ April လထဲမှာနော်။ခྱི་သွားလာမှုနော်။ခྱི་သွားလာမှုလုပ်မယ်ဆိုလို့ရှိရင်နိုင်ငံခြားကံပေါ့နော်။နိုင်ငံခြားတွေပါကြီးသွားမယ်ဆိုလို့ရှိရင်သွားဖို့အချိန်ကောင်းနေပေါ့နော်ဖြစ်ပါတယ်။မိမိကသွားဖို့စီစဉ်ထားရဲဆိုရင်ဒီအချိန်မှာသွားဖို့လုပ်လို့ရှိရင်ပေါ့နော်။ကောင်းမွန်မယ်ပေါ့။အဲရွှေရွှေရှူရှူနဲ့ဖြစ်သွားတာမျိုးလေးပေါ့နော်။ဒါမျိုးလေးဖြစ်သွားတတ်ပါတယ်။ ညာရေးနဲ့ပတ်သက်ပြီးဆိုလို့ရှင်တော့ဘာသာစကားအစ်စ်တီသင်ယူရမယ်အခုမိမိသွားလို့တဲ့နိုင်ငံเนาะဒီနိုင်ငံရဲ့ဘာသာရက်ဒီပြည်ဟိုပါပေါ့เนาะစကားတွေဘာသာစကားတွေသင်ယူရမယ်အချိန်ပေါ့เนาะအချိန်ကောင်းဖြစ်ပါတယ်တဲ့เนาะအဆင်ပြေတယ်ပေါ့เนาะပြောချင်တာအဲ့တော့ ဒါမဲ့နည်းနည်းလေးသတိထားရမှာကတော့เนาะအလွန်အကျွံယုံကြည်ခြင်းမျိုးတွေရှောင်ပါတချို့တွေเนาะအလိန်အလိန်ညာမိတာလေးတွေပေါ့เนาะဒါမျိုးလေးတွေရှောင်ပါဥပမာနိုင်ငံခြားသွားမဲ့လူတွေကเนาะ agency တွေကလိန်တာမျိုးတွေပေါ့เนาะအဲ့ဒါမျိုးလေးတွေကိုတစ်ချက်သတိထားပေးပါတဲ့เนาะအာဂျန်နာကတော့အရန်ကြီးပေါ့เนาะဟိုအရန်ကြီးကယူဆိုင်စရာအရန်ကြီးဟိုဖြစ်စရာမရှိဘူးပေါ့เนาะအကယ်လို့နိုင်ငံခြားသွားဖို့လုပ်နေတဲ့သူတွေဒါလေးတွေပေါ့သူတို့ကတော့နည်းနည်းလေးဒီချိန်မှာကောင်းတယ် စူးစမ်းဖို့တင့်နေပေါ့နော်အဲ့တော့လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအာအစဉ်တင့်တဲ့အချိန်မျိုးလေးဖြစ်ပါတယ်ပေါ့နော်ဒါမျိုးလေးပဲဟိုဓနုရာသီဝါရီအတွက်ကတော့ဒီ April လတည်းမှာအရင်ကြီးပေါ့နော်ဒီအလုတ်ကင်ငွေကြေးစည်းဝိုင်းနဲ့ကြတော့ကန်ဒီအရင်ပေါ်နေတာထက်စားလို့ရှိရင် तू ကတခုခုကိုလှုပ်ဖို့အတွက်ကိုပြင်ဆင်နေတဲ့ပုံစံမျိုးကပုံများရယ်ပေါ့နော် ဟဲ့တော့တတိထားဘောကတော့ဗာလဲဆိုတော့အလွန်အကျွံယုံကြည်ခြင်းမျိုးရှောင်ပေါ့နော်တချို့တွေကလည်းကိုယ်အခြေအနေနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်တချို့တွေကကိုယ်ကိုလာပြီးတော့မှအာတကယ်မချစ်ပင်နဲ့လာပြီးတော့မှပေါ့နော်ချီရေးဆိုတာတွေပါရရှိတတ်တယ်အဲ့တော့အဲ့ဟာမျိုးတွေကိုရှောင်ပါပေါ့နော်ပြောရရင်တော့အရင်သူ့ကိုအရင်ယုံလိုက်တာမျိုးတွေပါမလုပ်ပါနဲ့နော်တချို့ဆို online ကနေပြီးတော့မှကိုယ်ကိုသဘောကျတဲ့ပုံစံမျိုးတွေပါလာလုပ်တာမျိုးပေါ့နော်အဲဒါပေမဲ့အဲ့ဟာကတကယ်တမ်းကျတော့ကိုယ်ကိုအာလိန်ညာလေပြားတာမျိုးကြားဖြန့်လို့လို့ပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေတတ်တယ်အဲ့တော့ဒါလေးတွေကိုနည်းနည်းလေး ဂယုစိုက်ပေးပါလို့ပြောချင်ပါတယ်။ကဲဆက်လက်ပြီးတော့မကာရနော်ကပရီကွန်တွေအတွက်ပေါ့နော်ကပရီကွန်ရာသီဘွားတွေအတွက်ဆိုလို့ရှိရင်ကပရီကွန်တွေကဒီဇင်ဘာ22ကနေပြီးတော့မှ January 16ရက်နေ့မွေးဖွားတယ်မကာရကပရီကွန်ရာသီဘွားတွေကဒီ April လထဲမှာဆိုလို့ရှိရင် အလောက်ကင်ပါနော်ရာထူးတိုးမဲ့အခွင့်အလမ်းတွေရှိလာလိမ့်မယ်နော်ရာထူးတိုးတာမျိုးလာတာတိုးတာမျိုးပေါ့နော်စသည့်အခွင့်အလမ်းလေးတွေစပြီးရလာတာမျိုးလေးတွေဖြစ်တတ်တယ် ငွေတီးအပြင်ဆိုလို့ရှိရင်တော့เนาะရေရှည်မှာအဆင်ပြေနိုင်မဲ့လုပ်ငန်းတွေကိုရင်းနှီးညွှန်နိုင်ဖို့တင့်တဲ့အချိန်ဖြစ်ပါတယ်ပေါ့နော် ရေရှည်ကိုကြည့်ရမယ်ပေါ့နော်ရေရိုးကိုမကြည့်ရအောင်လောလောဆယ်တော့လက်လောတော့အဆင်ပြေနိုင်နေဆိုပြီးတော့မှလော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 လုပ်လိုက်တာမျိုးမလုပ်ပါနဲ့ရေရှည်မှာတကယ်ကောင်းမဲ့တကယ်တမ်းကိုယ့်အတွက်အကျိုးမြတ်ရစေမယ့်အလုပ်မျိုးတွေမှာရင်းနှီးညွှန်နိုင်မှုတင့်တယ်ပေါ့နော်အချိန်မျိုးဖြစ်ပါတယ်ဒါကငွေကြေးပေါ့နော်အကယ်လို့အလုပ်တွေပါကြီးလုပ်တော့မယ်ဆိုလို့ရှိရင်ဥမာအလုပ်ကအလုပ်ပြောင်းဖို့လိုပါတော့ပေါ့နော်ကိုကတွေးနေတယ်ဆိုလို့ရှိရင်ဒီကိုပြောင်းမဲ့အလုပ်တစ်ခုက ဟုတ်ပါပေါ့နော်အာမခံချက်ဘလောက်ရှိလဲပေါ့နော်ရေရှည်ကိုဘလောက်ထိသွားလို့ရမလဲနောက်တစ်ခါကျတော့ဒီအလောက်ကနေပြီးတော့ကိုဘာတွေတင်ယူလို့ရမလဲဘာတွေလေ့လာလို့ရမလဲပေါ့နော်ရေရှည်မှာကို့အတွက်ဘလောက်ထိအာမခံချက်ပေးနိုင်တယ်အလောက်လဲဆိုတာမျိုးကိုစဉ်းစားပြီးမှပြောင်းတင်တာမျိုးလေးပေါ့နော်ဒီဟိုကိုကသတိထားပြီးတော့လုပ်ရမယ်ဆိုတာလေးပြောချင်ပါတယ်နော်အဲ့တော့ငွေကြေးတွေကိုလည်းပဲပေါ့နော်တကယ်ကိုဟို ကောင်းကောင်းအတုံးချနေတာမျိုးပေါ့နော် invest လုပ်နေတာမျိုးလုပ်တင်တယ်မိမိရဲ့ skills တွေတိုးဖို့ဟိုမှာအဲတင်တန်းနေတက်တာဒီလိုနေရာမျိုးမှာအတုံးချနေရဆိုရင်ဒါမိမိရဲ့တကယ် level up မဲ့အရာမျိုးတွေမှာတုံးပွေးဖို့ပေါ့နော်မဟုတ်ဘဲနဲ့တခြားကိစ္စတွေတခြားအရာတွေရှောက်ဝယ်ပြစ်တာမျိုး luxury ပစ္စည်းတွေရှောက်ဝယ်ပြစ်တာမျိုးပေါ့နော်ဒါမျိုးဒါမျိုးတွေတုံးပြစ်တာကတော့ကိုယ့်အတွက်အကျိုးမရှိပဲဖြစ်စေရပေါ့နော်ရေရှည်မှာအကျိုးမရှိပဲဖြစ်စေမဲ့အရာတွေပေါ့မိမိအတွက်ရေရှည်မှာ ကျိုးရှိစေမယ့်နေရာတွေမှာငွေကိုသုံးပေးရမယ်ပေါ့နော်ပြောချင်တာကတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှเนาะဆိုလို့ရှိရင်အယူအစစ်နဲ့ပတ်သက်တဲ့ပြဿနာတွေရှိတတ်တယ်เนาะအဲဒါလက်တွေပါတွေเนาะအယူကျိုးတာเนาะအစစ်လွဲတာစသဖြင့်အထိုင်အထတွေမှာအဆင်မပြေတာเนาะဒါအယူအစစ်နဲ့ပတ်သက်တဲ့အာပြဿနာလေးတွေရှိတတ်ပါတယ်တဲ့ဒါလေးကိုကြည့်ယူဆိုင်ပေးပါเนาะကဲဆက်လက်ပြီးတော့မှကုံ ုံရာသီဘွားတွေပေါ့နော်ကုံရာသီဘွားတွေ Aquarius နော် Aquarius ကုံရာသီဘွားတွေက January 20ကနေ February 18မွေးဖွားတဲ့ကုံရာသီဘွားတွေအတွက်နော် April အတွင်းမှာဆိုလို့ရှိရင်နော်အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ဤပညာပိုင်းနေမှာနော်အောင်မြင်နိုင်တယ်ဤပညာနဲ့ပတ်သက်တဲ့နော်အလုပ်ဒီမှာအောင်မြင်နိုင်တယ်အဲ့တော့တချို့တွေကတော့ဒါ online ပေါ့နော် online ဆိုလို့ရှင်လဲဒါနီးပညာနဲ့ပတ်သက်တယ်ဒီမှာဆိုလို့ရှင်ကိုယ့်အတွက် blog တွေဖန်တီးရေးသားတာတွေနော်နောက်ခါကျ TikTok တို့ဘာလို့မှာကိုယ့်ရဲ့ idea တွေကြပြတာတွေစသဖြင့်ပေါ့နော် နီးပညာပိုင်းနဲ့အောင်မြင်နိုင်တဲ့အခြေမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့လောလောဆယ်ကိုလုံးနေတဲ့အလုပ်ဒီနီးပညာနဲ့မဆိုင်ဘူးဆိုပေမဲ့ဒါပေမဲ့အခုလိုပေါ့နော်ဒီလို online ကိုအသုံးချနေခြင်းအပြင်လည်းဒါနီးပညာနဲ့ပတ်သက်တဲ့ဟာကိုအသုံးချနေခြင်းပဲဖြစ်ပါတယ်အဲ့တော့ဒီလိုလုပ်ငန်းမျိုးတွေမှာအောင်မြင်မှုရနိုင်နေပေါ့နော်လူမှုရေးကိစ္စတွေမှာဆိုလို့ရှိရင်မိမိနဲ့ပေါ့နော်ဟို မိတ်ဆွေတစ်တည်းရတာเนาะလူမှုအတိုင်းဝိုင်းတစ်တည်းနဲ့ချိတ်ဆက်မိတာမျိုးเนาะဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်။ပြောရရင်တော့ပတ်ဝန်းကျင်အတွင်းမိတ်ဆွေတစ်တည်းရတာမျိုးပေါ့เนาะဒါမျိုးလေးတွေဖြစ်တတ်ပါတယ်။ အဲဒီဒီအချိန်မှာဘာလေးကိုသတိထားရမလဲဆိုတော့အရန်စိတ်ကူးယဉ်နေတာမျိုးလေးတွေရှောင်ပါလက်တွေ့လှုပ်ဆောင်ရမယ့်အချိန်ဖြစ်ပါတယ်ပြောကြတာ action ယူရမယ့်အချိန်ဖြစ်ပါတယ်အာကိုကတခုခုရကြတယ်တခုခုလှုပ်ချင်တယ်ဆိုရင်အဲအားလေးကိုစိတ်ကူးယဉ်ပြီးတော့မှအချိန်တိုင်းဖြစ်လာမှာပဲဆိုပြီးတော့မှနေနေလို့မရပါဘူးเนาะအဲ့တော့ဒီအချိန်က action ယူပြီးတော့မှလှုပ်ဆောင်ရမယ့်အချိန်ဖြစ်ပါတယ်တဲ့เนาะအဲ့တော့ဒီအချိန်မှာလှုပ်ရမယ့်အချိန်မှာလှုပ်မှာပေါ့เนาะပြောရရင်လူကကန်ကန်ပေးတဲ့အချိန်မှာကိုကလှုပ်ရမယ့်အချိန်မှာလှုပ်မှာကိုကအရှိကိုတလန်းတိုးလို့ရမှာမဟုတ်ရင်ဒီအချိန် ိန်မှာကိုကအေးအေးဆေးဆေးလေးစိတ်ကူးယဉ်ပြီးနေမယ်ဆိုရင်ကန်ပေးတဲ့အချိန်ကိုကကြော်သွားတယ်ဘာမှလုပ်လို့မရဘူးပေါ့နော်ဒါလေးကိုသတိထားရမယ်အချိန်ဖြစ်ပါတယ်အဲ့တော့ကိုလှုပ်ဆရာရှိတဲ့အလုပ်ကိုစိတ်ကူးယဉ်မနေဘဲနဲ့စတင်ပြီးတော့အကောင့်ထဲပို့ရမယ်အချိန်လေးဖြစ်ပါတယ်တဲ့နော်ကဲအဲ့တော့ဆက်လက်ပြီးတော့မှမိန်ရဒီဘွားရယ်နော် Pisces Pisces ရဒီဘွားလေးတွေအတွက်ကိုနော်အဲသူတို့က February 19ကနေ March လ20ပေါ့နော် March လ20မှာမွေးဖွားတယ်မိန်ရဒီဘွားလေးတွေက ဧပြီလထဲမှာဆိုလို့ရှိရင်တဲ့နော်မိမိရဲ့အလုတ်မှာဆိုရင်ဖန်တီးမှုပိုင်းဆိုင်ရာအလုတ်တွေမှာအောင်မြင်မှုရရှိမယ်တဲ့နော်ဖန်တီးမှုပိုင်းဆိုင်ရာဆိုတာမိမိရဲ့ဒီစိတ်ကူးဉာဏ်တွေအနုပညာဉာဏ်တွေကိုအသုံးချရမယ့်ကာလဖြစ်တယ်ပေါ့နော်အနုပညာဉာဏ်တွေကိုပြောရရင်တော့အလုတ်တွေမှာဆိုလို့ရှိရင်မိမိတို့လောက်ကင်နေတဲ့အလုတ်တွေမှာဆိုလို့ရှိရင်ဖန်တီးမှုဆွမ်းအားတွေချပြရမယ့်အချိန်ပေါ့နော်ကိုယ့်စီကဘာတွေဘာလုပ်နိုင်လဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ဖန်တီးရမယ်အစ်စ်အစ်စ်တွေဖန်တီးရမယ်နော် နောက်တော့အမှုပညာလုပ်ဒီမှာဆိုလို့ရှင်လေမိမိရဲ့ဒီမိမိလုံနိုင်တဲ့အရာတွေ skills တွေကိုချပြတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေပြရမယ်နောက်တစ်ခါကျတော့အာမိမိတို့ရဲ့လုပ်ငန်းပိုင်းတွေမှာဆိုလို့ရှင်လေပဲ ဒီအမှုပညာပိုင်းနဲ့ဆိုင်တဲ့ဟာကြီးနှီးနွယ်ပြီးတော့မှာပေါ့နော်ကြော်ညာတွေပါတွေလောက်တာမျိုးပေါ့နော်ဒါမျိုးလေးတွေလောက်တယ်ဆိုရင်ဒါပို့ပြီးတော့အောင်မြင်နိုင်တဲ့အချိန်မျိုးဖြစ်ပါတယ်တဲ့နော်ဒီအချိန်မှာစိတ်ခံစားမှုတွေကဘာဖြစ်နေလဲဆိုတော့စိတ်ခံစားချက်တွေကပေါ့နော်ဒီအချိန်မှာအရင်ဝမ်းနေနေတာမျိုးတွေရှိနေတတ်တယ်နော်အရင်ဝမ်းနေနေတယ်ဘာဖြစ်လို့လဲဆိုတော့အရင်အရင်ကဟိုးအရင်က trauma တွေပြန်ပေါ်တဲ့အချိန်မျိုးလေးဖြစ်တတ်သလိုနော်အာလက်ရှိဖြစ်ပေါ်နေတဲ့ပေါ့နော်ဒီမြန်မာပြည်မှာဖြစ်နေတဲ့အချိန်ခါကြောင့်လည်းပဲအာစိတ် ပင်ပန်းဝန်းနေနေရတာလေးရှိလိမ့်မယ်เนาะဘာလို့လဲဆိုတော့ Pisces တွေကခံစားအရန်ခံစားရတဲ့သူတွေလေเนาะခံစားချက်မြင့်တဲ့သူတွေခံစားချက်ပြင်းထန်တဲ့သူတွေဖြစ်တယ်အဲ့တော့ emotion နဲ့များရတယ်ပေါ့เนาะဒါကြောင့်မလို့ဒီချိန်မှာဝန်းနေမှုလေးတွေဖြစ်နေလိမ့်မယ်တဲ့เนาะအဲ့တော့အဲ့ဝန်းနေစရာလေးတွေကိုဖြစ်နိုင်ရင်เนาะအတက်နိုင်ဆုံးပေါ့เนาะချိန်မှာစိတ်ကလေးကိုတည်ငြိမ်အောင်ပြန်နေပါเนาะအဲ meditation လေးလုပ်ပေးပါเนาะမိမိတို့ကိုယ်ကိုယ်ရဘာသာရေးလေးကိုများများလုပ်ပေးပါစိတ်တည်ငြိမ်အေးချမ်းမှုရအောင်နေပေးပါလို့ပြောချင်ပါတယ်เนาะ အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့အဲ့လိုပဲစိတ်ဖြည့်ဆည်းမှုများနေကြတယ်เนาะဒါကြောင့်မို့လို့เนาะစိတ်ဖြည့်ဆည်းမှုကိုကိုကဖြည့်ပြောက်ဖို့အတွက်ဆိုလို့ရှိရင်เนาะအမှုပညာလုပ်ငန်းတွေလုပ်တာเนาะအမှုပညာလုပ်ငန်းဆိုတာကိုကအမှုပညာရှင်မဟုတ်ဘူးဆိုရင်လည်းဗာလဲဆိုတော့တချင်းဆိုတာเนาะကိုကဘာကိုအိမ်မှာနေကနေတာဒါမျိုးလေးပေါ့เนาะပြောချင်တာကတော့စိတ်ကို relax ဖြစ်အောင်နေပြရမယ်စိတ်ပင်ပန်းဝမ်းနည်းနေတာလေးတွေကိုအတက်နိုင်ဆုံးเนาะအာရှူတော့အမျိုးမျိုး ကနေပြီးတော့မှဖြည့်ပြောက်ဖြစ်ရမယ်တဲ့เนาะဒီအခြေအနေရဲ့အမျိုးမျိုးကနေပြီးတော့မှဖြည့်ပြောက်ဖြစ်ရမယ်အခြေမျိုးဖြစ်ပါတယ်တဲ့မဟုတ်လို့ရှိရင်ကွာသိရမလားစိတ်ထဲမှာဒီပြင်းမှန်းဝမ်းနေနေတာကြီးပဲချိန်လုံးခံစားနေရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကနှလုံးလို့ပါလို့ပေါ့เนาะခံအဲ့လိုမျိုးကြီးကကိုကိုဒုက္ခပေးလာတာเนาะဒီကျမ်းမာကြီးတွေပါညံ့လာတတ်တယ်ဒါကြောင့်မို့လို့မိမိစိတ်နှလုံးကိုပြန်ပြီးတော့မှအေးချမ်းအောင်ပြန်နေပြီးလို့ရတယ်ပျော်ရွှင်အောင်ပြန်နေပြီးလို့ရတဲ့အခြေမျိုးဖြစ်ပါတယ်တဲ့ကဲဒါလေးကတော့ဆက်နေရာဒီဘွားတွေအတွက်ပေါ့နော်ဒီ ဆက်နေရသည့်ဘားတွေအတွက်ကို April လမှာတုံတွေ့ရမယ်အလုပ်ကံငွေကြေးစီးပွားရေးနဲ့ပေါ့နော်နိုင်ငံခြားကန်စသဖြင့်ဒါကတွေ့ရတယ်လို့မြင်ရတယ်လို့ပေါ့နော် energy လေးကိုဟောပေးလိုက်တာပဲဖြစ်ပါတယ်ဒီမှာဆိုရင်ရာသီဘားတစ်ခုချင်းစီမှာတချို့ energy တွေမပေါ်နေတာလေးတွေရှိလိမ့်မယ်အဲ့တော့မပေါ်နေတဲ့ energy လေးတွေကကြတော့တာမန်ပဲလို့မှတ်လိုက်ပါပေါ့နော်ဆိုကြတာကတချို့ကအလုတ်ကန်ငွေကြေးပါတယ်ကွာအခြေရေးမပါဘူးပေါ့တချို့ကတော့အာအလုတ်ကန်ငွေကြေးအခြေရေးလည်းပါတယ်ပေါ့အကျမ်းမာရေးမပါဘူးစသဖြင့်ဒီလိုမျိုးလေးတွေရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ အကုန်လုံးအကုန်လုံးအစုံဟောပြီးဖို့ကလည်းကတ်တွေအများကြီးဆွဲပြီးဖို့အချိန်အဆင်မပြေဘူးပေါ့နော်ဒါကြောင့်မို့လို့ပေါ်လာတဲ့ကတ်ပေါ်မှာအဓိကကျနေတဲ့ energy တွေကိုဒါအဓိကပြောပြပေးလိုက်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မပါတဲ့အရာတွေဆိုရင်တာမန်ပဲပေါ့နော်တွေးပါဒါအရင်အကောင်းကြီးလည်းမဟုတ်အဆိုးကြီးလည်းမဟုတ်တာမန်အခြေအနေရှိရလို့ပဲကိုကဖြည့်တွေးပြီးပါလို့ပြောခြင်းတယ်နော်ကဲ ဒါလေးကတော့ဧပြီလမှာဒီစက်နေရဒီဘားတွေအတွက်ကိုကြုံတွေ့ရမယ်အလုတ်ကင်ငွေကြေးစီးဝိုင်းနဲ့နိုင်ငံခြားကန်တွေဘယ်လိုရှိလဲဆိုတာကိုပြောပြပေးလိုက်တာပဲဖြစ်ပါတယ်เนาะကောင်းတဲ့ energy လေးတွေပါပါတယ်ကောင်းတဲ့ energy လေးတွေနဲ့ဒီမှာပြောထားတဲ့เนาะ advice လေးတွေကိုเนาะလိုက်နိုင်နေတယ်မှာမိမိတို့ရဲ့ကံတွေဒီချက်ပို့ပြီးတော့တိုးတက်ပြီးတော့မှစိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစီလို့ကျွန်မကဆုတောင်းပေးနေတဲ့ဒီ reading လေးကိုအဆုံးသတ်လိုက်ပါတယ်ကဲလက်ရှိမှာ ခံစားနေရတဲ့ စိတ်ညစ်စရာစိတ်ဆင်းရဲစရာတွေပေါ့နော်ဝမ်းနည်းစရာလေးတွေကိုလည်းအတက်နိုင်ဆုံးဖြေပြောက်ပြီးတော့မှမိမိရဲ့အိမ်မှာအာအဓိကကမိမိတို့ကိုယ်ွယ်ရာဘာသာရေးလေးတွေကိုများများလုပ်ပေးပါ ကျင့်နိုင် meditation လုပ်ပေးပါယောဂကျင့်ပေးပါเนาะစိတ်အပြောင်းလဲဖြစ်စေမယ့်အရာလေးတွေကိုရှာကြံပြီးတော့တွေးပါကျင့်နိုင် Facebook ကိုတစ်ချိန်လုံးကြည့်နေတာမျိုးမလုပ်ပါနဲ့ Facebook မှာကဘာလဲဆိုတော့ဒီလိုမျိုးပါเนาะအမြဲတမ်းသတင်းတွေကတက်နေတာကအာဒီချိန်မှာစိတ်ပင်ပန်းဝမ်းနည်းစရာလေးတွေကပုံများနေတယ်ဒါကြောင့်မလို့အမြဲတမ်းကြည့်နေရဆိုလို့ရှင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာလဲပေါ့เนาะအားနည်းလာပြီးတော့မှတဖြည်းဖြည်းနဲ့မိမိတို့ရဲ့ဒီနှလုံးကျန်းမာရေးတွေပါလေအခြေအနေမကောင်းလာတာတွေပေါ့เนาะဒါမျိုးလေးတွေကြုံရနိုင်ပါတယ်ဒါကြောင့်မလို့အားလုံးလေးပေါ့เนาะဒီချိန်မှာစိတ်ပင်ပန်းဝမ်း ွမ်းနေနေပြီမဲ့အတက်နိုင်ဆုံးပေါ့နော်အဖက်ဖက်ကနေပြီးတော့ဖြည့်ပြောင်းနိုင်ဖို့ကိုနော်အကြံဉာဏ်လေးပေးလိုက်ပါတယ်နော် ဒီချိန်မှာတော့ဘုရားတရားမမေ့ပါနဲ့အတက်နိုင်ဆုံးမိမိရဲ့ကိုယ်ခွေရာဘာသာရေးတွေကိုမမေ့ပါနဲ့လို့ပဲပြောချင်ပါတယ်เนาะကဲအားလုံးပဲစိတ်ကြံတာချင်းကိုယ်ကြီးကြံပါချင်းပြည့်စုံပါစေယခုဖြစ်ပေါ်နေတဲ့ဘေးသူရန်သူအနေရသူကဆူပေါင်းပါလေအမြန်ဆုံးကြော်လွားလွတ်မြောက်နိုင်ကြပါစေလို့ကျွန်မကဆုတောင်းရင်းနဲ့ဒီ reading လေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲနောက်ထပ်နောက်ထပ် reading တွေမှာပြန်တွေ့ပါမယ်เนาะကျေးဇူးအများကြီးတင်ပါတယ်တတား